ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့အားလုံးစိတ်နှလုံးကိုထိမှန်စေတဲ့စဉ်းစားစရာတွေအများကြီးပေးစွမ်းနိုင်တဲ့ပုံလေးတစ်ပုံကိုပြချင်ပါတယ်ဒီပုံဖြစ်ပါတယ်ဒီပုံကဘယ်ဆုံးကဘသူကရေးဆွဲထုတ်ဝေခဲ့တယ်လဲဆိုတာတော့မသိရပါဘူးဒါပေမဲ့ဒီပုံဟာ line ပေါ်မှာပြန့်နေတာ ကြာပြီမို့အားလုံးလည်းမြင်ဖို့ကြာပြီသားဖြစ်မှာပါဒီပုံနဲ့ပတ်သက်ပြီးကျွန်တော်ကောင်းထဲမှာပေါ်လာတဲ့အတွေးအစားလေးတွေကို ဝေးများသွားမှာဖြစ်ပါတယ်ဒီပုံကုံမြင်တဲ့အခါတိုင်းမှာကျွန်တော်ယင်ထဲမှာယင်နေစရာလဲကောင်းတယ်လို့ဒီချိန်ထဲမှာပဲတောက်ပတဲ့အနာဂတ်တစ်ခုအတွေ့ကြီးမားတဲ့မျောလင့်ချက်ကိုလည်းပေးစွမ်းနိုင်တယ်လို့ခံစားရပါတယ်ဒီဗီဒီယိုဟာဘာသာတရားအသီးသီးကိုပုတ်ခတ်စော်ကားလို့စိတ်မျိုးလုံးဝမရှိပါဘူးကျွန်တော်တို့အားလုံးပုံမကောင်းမှုနဲ့ကဘာကြီးကိုဘယ်လိုဖန်တီးနိုင်မလဲဆိုတော့ယူသားတဲ့အတွင်းအမြင်မျှဝေခြင်းသာဖြစ်တယ်လို့ ဥစွာပနာမပြောကြားလိုပါတယ်။ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ။ကလေးငယ်လေးတွေဟာဘာသာတရားလို့ရေးထားတဲ့အမိုက်ပုံကြီးတပုံးကိုကြောက်ကပါနဲ့တွန်းချနေကြပါတယ်။ဒီအမိုက်ပုံထဲမှာတော့ကပ္ပအကြီးဆုံးဘာသာတရားကြီးများရဲ့ကိုစားပြုပုဂ္ဂိုလ်တွေဘာသာရေးကောင်းဆောင်တွေဖြစ်ကြတဲ့ယေရှု၊မူဟာမက်၊ခရစ်ရှနာဗုဒ္ဓစတဲ့ပုဂ္ဂိုလ်များ ပါဝင်နေတာကိုတွေ့ရပါတယ်။ ပုံရဲ့ကောင်းစင်မှာတော့ကျွန်တော်စောင့်မျှော်နေတဲ့ပုံမူတောက်ပသောအနာဂတ်ရဲ့လက္ခဏာလို့ရှင်းရှင်းလင်းလင်းရေးသားထားပါတယ်။ဒီပုံနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ကောင်းတဲ့ကထွက်ပေါ်လာတဲ့အတွေ့တွေနဲ့စဉ်းစားစရာအချက်တွေကိုအတူတကွဆွေးနွေးကြည့်ကြရအောင်ပါ။ပုံတစ်ပုံနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့အတွေ့တွေကတယောက်နဲ့တယောက်တူချင်မှတူကြမယ်။နံပါတ်1ကတော့ကလေးငယ်တွေပေါ့နော်။ ီပုံထက်ကကလေးငယ်တွေကဖြူစင်မှုမျောလင်းချက်အနာကတ်နဲ့မျိုးဆက်သစ်တွေရဲ့အပြောင်းလဲကို ကိုစားပြုပါတယ်သူတို့ကအတိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေအယူအဆဟောင်းတွေနဲ့ကန့်သက်ချက်တွေကနေကိလုပြီးတော့အတိတ်အဆန်းတွေကိုဖန်တီးနိုင်စွမ်းရှိသူတွေအဖြစ်မြင်နိုင်ပါတယ်နောက်တစ်ချက်ကဘာသာတရားဆိုတဲ့အမိုက်ပုံဘာသာတရားလို့တိုက်ရိုက်ရေးထားတဲ့ဒီအမိုက်ပုံကတော့ဘာသာတရားရဲ့ကန့်သက်ချက်တွေ ခွဲခြားမှုတွေ ပဋိပက္ခတွေအစွန်းရောက်မှုတွေနဲ့လူအဖွဲ့အစည်းအပေါ်တက်ရောက်ခဲ့တဲ့စိုးကျိုးတွေကိုကိုစားပြုနိုင်ပါတယ်။ဒီနေ့အဖြစ်ဘာသာတရားကိုလက်ရှိပုံစံအတိုင်းမလိုလားတော့တဲ့သဘောကို ပြသနေတယ်လို့ယူဆနိုင်ပါတယ်။နောက်တစ်ချက်ကဘာသာရေးကောင်းဆောင်အမှိုက်ပုံးထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေကတော့ကမ္ဘာအကြီးဆုံးဘာသာတရားကြီးများရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။သူတို့ဟာမူလကလူသားတွေကို ကိုကျင့်တရားစာနာမှုနဲ့ငြိမ်းချမ်းရေးလမ်းညွှန်မှုတွေပေးခဲ့ကြပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့အဆုံးအမတွေကိုအစိုးရအမြင်တွေ ခွဲခြားမှုတွေနဲ့အာဏာတည်ဆောက်ရေးအတွက်အလွဲသုံးစားပြုတာမျိုးတွေဖြစ်ပေါ်လာခဲ့တာကိုဒီပုံကမိမောင်းထိုးပြနေပုံရပါတယ်။နောက်တစ်ချက်ကကြောက်ကပားဖြစ်ပါတယ်။ကြောက်ကပားကတော့ကြီးမားတဲ့အပြောင်းအလဲတစ်ခု အဆုံးတတ်တစ်ခု အဟောင်းကိုစွန့်ပစ်တာနဲ့အတိတ်တခုကိုစတင်တာတွေကိုကိုစားပြုပါတယ်အတိတ်ကပုံစံဟောင်းတွေကိုဖယ်ရှားပြီးတော့ပုံမကောင်းမွန်တဲ့အနာဂတ်စီဥတီသွားတာကိုပြသနေပါတယ်ဘာသာတရားဟာ လူဖွဲ့စည်းကိုကိုချင်းတရားစည်းကမ်းနဲ့စာနာမှုတွေကို ပေးနိုင်တယ်လို့တချိန်တည်းမှာပဲခွဲခြားမှုတွေပဋိပက္ခတွေနဲ့အစွန်းရောက်ဝါဒတွေကိုလည်းဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့အမြင်ကိုဒီပုံကပြက်ပြက်သားသားမြင်မောင်းထုတ်ပြနေပါတယ် ဒီပုံကိုမြင်တဲ့အခါမှာတချို့သူတွေကအနာဂတ်မှာဘာသာမဲ့လူအဖွဲ့အစည်းတစ်ခုကိုညှော်မှန်းတာလို့မြင်နိုင်ပါတယ်။ဘာသာတရားကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုဖယ်ရှားပြီးပုံမှန်ငြိမ်းချမ်းတဲ့ကဘာကိုတိဆောက်ချင်တဲ့သဘောပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်တစ်မျိုးလှည့်တွေးကြည့်မယ်ဆိုရင်ဘာသာတရားကိုအမိုက်ပုံနဲ့ထည့်ပြီးကြောက်သေးသွင်းချတယ်ဆိုတာဘာသာတရားကိုအပြည့်အပိုင်ဖြည့်ဆည်းပစ်တာမျိုးမဟုတ်ဘဲဘာသာတရားရဲ့အနုလက္ခဏာဆောင်တဲ့ အစိုးရမှုတွေခွဲခြားမှုတွေနဲ့အတ္တမာနတွေကိုဖယ်ရှားပြီးတော့ဘာလာတရားရဲ့အနှစ်သာရဖြစ်တဲ့မေတ္တာကရုဏာသီးခံခြင်းနဲ့စာနာမှုစတဲ့ကောင်းမြတ်တဲ့တန်ဖိုးတွေကိုပဲထိမ့်သိမ်းထားဖို့လိုအပ်တယ်လို့လည်းညင်နိုင်ပါတယ်။နောက်တစ်ချက်မြို့ဆက်တည့်ရဲ့တောင်းဆိုမှုဖြစ်ပါတယ်။ကလေးငယ်တွေကဒီအမိုက်ပုံးကိုတွန်းချနေတာဟာမြို့ဆက်တည့်တွေအနေနဲ့အတိတ်ရဲ့ဘာသာရေးအဆွေရမှုတွေ အယူအဆကွဲပြားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို အမွေဆက်ခံလို့ခြင်းမရှိတော့ဘူးဆိုတော့ခိုင်မာတဲ့တည်င်းစကားကိုပေးနေပါတယ်သူတို့ကပုံမပွင့်လင်းတဲ့သိခံနိုင်တဲ့ပူပေါင်းဆောင်ရွက်နိုင်တဲ့ကဘာကြီးကိုတောင်းဆိုနေတာ ဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကအနာဂတ်ရဲ့ညွန်မချက်ဖြစ်ပါတယ်အနာဂတ်လူအဖွဲ့အစည်းတစ်ခုမှာလူသားတွေဟာဘာသာရေးကို အခြေခံပြီးခွဲခြားတာတိုက်ခိုက်တာတွေမပြုတ်ပဲလူသားဆန်တဲ့တန်ဖိုးတွေ ိတ်ပံပညာရဲ့တိုးတက်မှုတွေနဲ့ယုတ်တိရှိတဲ့တွေးခေါ်မှုတွေအပေါ်အခြေခံပြီးငြင်းငြင်းချမ်းချမ်းအတူရှင်သွဲနေထိုင်နိုင်မဲ့ကဘာကြီးကိုဖန်တီးခြင်းနဲ့စိတ်ဆန္ဒကိုတည်ပုံကညွန်ပြနေတယ်လို့မြင်ပါတယ်။ဘာသာတရားကိုဖယ်ရှားတာက လူသားတွေရဲ့စိတ်ဝိညာဉ်ရဲ့ရာရှာဖွေမှုကို လုံးဝပပျောက်စေတယ်လို့မဆိုလိုပါဘူး။ကျွန်တော်တို့လူသားတွေဟာဘဝရဲ့အတိတ်ပဲကိုရှာဖွေနေကြသူတွေဖြစ်ပါတယ်။ ဘာသာရေးပုံစံဟောင်းတွေပျက်စီးသွားပေမဲ့လို့ကျွန်တော်တို့လူသားတွေရဲ့စိတ်ဝိညာဉ်ရင်းရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမဲ့ပုံစံအသစ်တွေဒတနာအမြင်တွေပေါ်ထွက်လာနိုင်တယ်လို့လည်းကျွန်တော်ယူဆမိပါတယ်။တကယ်တော့လူသားမျိုးနွယ်ရဲ့စိတ်ဝိညာဉ်ရင်းကျက်မှုအဆင့်တစ်ခုကိုရောက်ရှိသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။နောက်ထပ်နံပါတ်3ကောက်ချက်ဖြစ်ပါတယ်။ဒီပုံကကျွန်တော်တို့ကိုဘာသာတရားနဲ့ လူအဖွဲ့အစည်းရဲ့ဆက်နွယ်မှုကိုပြန်လည်ဆန်းစစ်ဖို့တိုက်တွန်းနေတယ်လို့မြင်ပါတယ်အနာဂတ်အတွက်ပုံမကောင်းမွန်တဲ့ကမ္ဘာတစ်ခုကိုတည်ဆောက်ဖို့ဆိုရင်ဘာသာရေးကြောင့်ဖြစ်ပေါ်လာတဲ့မလိုလားအပ်တဲ့ဆိုးကျိုးတွေကိုပယ်ဖျက်ပြီးတော့လူသားတွေအလုံးကိုစီလုံးစင်မဲ့ငြိမ်းချမ်းစင်မဲ့တန်ဖိုးတွေကိုညှင့်တင်ဖို့လိုအပ်တယ်ဆိုတဲ့တင်းစကားကိုပြီးနေတယ်လို့ယူဆရပါတယ်ဒါကပါတာတရားကို လုံးဝဖျက်ဆီးပစ်ဖို့တိုက်တွန်းတာတဲ့ ဘာသာတရားကိုပုံမူကောင်းဝင်တဲ့ပုံစံတစ်ခုနဲ့ပြန်လည်ပုံဖော်ဖို့ဒါမှမဟုတ်လူသားချင်းစာနာထောက်ထားမှုကိုအခြေခံတဲ့လူချင်းဝတ်သိက္ခာကိုဦးစားပေးတဲ့လူအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့တိုက်တွန်းနေတာလည်းဖြစ်နိုင်ပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတယောက်နဲ့တယောက်အမြင်ပေါ်မူတည်ပြီးတော့အတိတ်ပဲဖွင့်ဆိုချက်တွေ꿰ပြနိုင်ပါတယ်ခင်ဗျဒါပေမဲ့အတိတ်ကအချက်ကတော့ပုံမူတောက်ပတဲ့အနာဂတ်ကိုမျှော်မှန်းပြီး အတိတ်ရဲ့ဝန်ထုတ်ဝန်ပိုးတွေကန့်သက်ချက်တွေကနေကင်းလွတ်ခြင်းနဲ့ကျွန်တော်တို့လူသားတွေရဲ့ဆန္ဒကိုမြေမောင်းထိုးပြနေတယ်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့အားလုံးဟာပုံမိုငြိမ်းချမ်းပြီးပုံမိုနားလည်မှုရှိတဲ့ကဘာကြီးတစ်ခုကိုဖန်တီးဖို့အတွက်ခုနေရာကနေဘာရီလှုပ်ဆောင်နိုင်မလဲဆိုတာကိုဒီပုံကတစစဉ်းစားဆင်ခြင်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နားလည်မှုသိခံမှုမေတ္တာတရားတွေပြည့်ညက်နေတဲ့အနာဂတ်တစ်ခုကို အတူတကွပုံဖော်နိုင်ကြပါစေလို့ဆုတောင်းရင်းဤကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ